ဟုတ်ကဲ့ပါဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်ကုတ်မေရနေချစ်စွာပါရင်เนาะအဲကျွန်တော်ရင်တော့ link တက်လေးကိုကျွန်တော်တို့သုံးခဲ့ကြပြီเนาะ Okay ဆိုတော့ link တက်လေးကိုကျွန်တော်တို့ထုံးစံတိုင်းအပြားလေးအုပ်လိုက်မယ်เนาะအဒီမှာကျွန်တော် image တွေ video တွေအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ရအောင် Okay ဆိုတော့ကျွန်တော်တို့ရဲ့ website တွေမှာကျွန်တော်ကဘာပြလို့ရလဲဆိုတော့ image တွေဘာလဲပြလို့ရတယ်မလားဟုတ်တယ်မလားအဲထုံးစံတိုင်းကျွန်တော်တို့ပြခြင်းတဲ့ image ကို ပြဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာတက်ပုံတစ်ခုခု download ဆွဲထားရမယ်ဟုတ်လားအဲကျွန်တော်တို့တက်ပုံတစ်ခုခုကို Google မှာတွားရှာပြီး download ဆွဲရအောင်နော်အဲထားပါတော့ကျွန်တော်က IPI IAPPID Rabbit PNG ဆိုပြီးရှာကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာရုံပုံလေးတွေတက်လာမယ်ပေါ့အဲဒီပုံလေးကိုကျွန်တော်ကကိုယ့်ရဲ့ website မှာဖြာကျင်တယ်ပေါ့ခဏတော့ line ရမကောင်းဖြစ်နေလို့ပါ โอเคဆိုကျွန်တော်တို့ဒီကောင်းလို့ download ဆက်မယ်ဆိုရင်ဒီမှာအဲဟိုပေါ့ right click လေးထောက်လိုက်မယ်ပြီးတော့ဒီမှာ save image as ဆိုပြီးတော့ကျွန်တော်တို့က download ဆက်မယ်โอเคကျွန်တော်ကဒီ web images ဆိုတဲ့ folder ထဲမှာထည့်လိုက်မယ်ပေါ့နော်โอเคဆိုဒီမှာ email လေးက download ဆက်ပြီးသွားပြီဆိုတော့ဘယ်မှာရောက်နေလဲဆိုလို့ရှိရင် ကျွန်တော်တို့ folder path လေးကိုတစ်ချက်ပြပြပါမယ် အာတောင်း in picture ဒီမှာ web image ဆိုပြီးဒီမှာတက်ပုံလေးတစ်ပုံရှိရယ်ဆိုတော့အဲ့ဒီပုံလေးကိုကျွန်တော်ထည့်မယ်အထည့်မယ်ဆိုလို့ရှိရင်ဒီမှာတစ်ခါတည်းထည့်လို့ရတယ်နော်ထည့်လိုက်မယ်အဲ့ဒါဆိုတော့ copy paste လုပ်လိုက်မှာပေါ့ဟုတ်လားအဲ့တော့ဒီရင်ဒီကောင်လေးကိုကျွန်တော် copy ကူးမယ်ဒီမှာ copy ဆိုပြီးနှိပ်လိုက်နော်အဲ့ copy ကူးပြီးဒီမှာ paste ချမယ်ဆိုတော့ငါတို့ကဒီမှာ paste ဆိုတာနှိပ်လို့မရအောင်နော်နှိပ်လို့မရအောင်ဆိုတော့ဒီလိုလုပ်လို့ရတယ်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီမှာပေါ့ဒီကောင်လေးကိုဆွဲပြီးရောဒီမှာကောက်ထည့်လိုက် နော်ဒီမှာ images.jpg ဆိုတဲ့ဟာလေးอ่ะငါတို့ VS Code ထဲမှာရောက်လာနော်โอเคရောက်လာပြီဆိုတော့အဲ draw and draw လုပ်ပြီးတော့ကောက်ထည့်လိုက်တယ်ရောက်လာပြီဆိုတော့ဘာလုပ်ကြမှာလဲဆိုတော့အဲ့ဒီကောင်လေးကိုငါတို့ဒီငါတို့ HTML ထဲမှာပြမယ်ပေါ့အဲ့တော့ img ဆိုပြီးတော့ tag ကလေးကိုရှင်းလိုက်မယ်အဲ့မှာ src ဆိုတာ src ဆိုတာ source ပေါ့နော် source directory ပေါ့ဒီ image ရှိတဲ့ကောင်ကိုငါတို့ဒီမှာချိန်ပြရမှာအဲ့တော့ तू က ဖိုင်နေရယ်ဖိုင်ရယ် extension ပေါ့ဒီမှာဆိုရင် .jpg ဆိုတာသူ extension ပေါ့အဲ့တော့ဒီမှာ .html ဆိုတာသူ extension ရပါလေ html ပေါ့အဲ့တော့ဒီမှာအပြည့်စုံရေးမယ် images. jpg ဆိုပြီးတော့အပြည့်စုံရေးလိုက်မယ်နော်အဲ့တော့ဒီမှာငါတို့ save လိုက်မယ်ဆိုရင်ဒီမှာအဲအဲ့တော့ရုံပုံလေးထွက်လာရတယ်ပေါ့အဲ့တော့ဒီမှာ order ဆိုတာကျတော့ဘာလဲဆိုတော့သူကမောက်ထောက်လိုက်လို့ရှိရင်ဘာပုံလဲဆိုတာပေါ်လာပေါ့အဲ့ဒါငါတို့ order မှာငါတို့ကဘာဘာပုံလဲဆိုတော့ position ရင် ippid rabbit ဆိုပြီးတော့ထည့်ကြည့်လိုက်ပေါ့ โอเคเนาะဆိုဆိုထားပါတော့ငါတို့ဒီမှာဒီမှာပုံလေးတခုရလာပြီเนาะပုံလေးကိုပြပြီအဲ့ဒီပုံလေးကိုငါတို့ကဒီဘယ်လိုခေါ်မလဲဆိုတော့ဒီတိုင်းပြတာလည်းလည်းသိမမှိုက်ဘူးပေါ့နော်စတန်ဒတ်မကြအောင်အဲ့တော့ဖိုရာလေးနဲ့ငါတို့ပြကြင်ဘယ်လိုပြလို့ရလဲဖိုရာလေးနဲ့ပြကြင်ကြတော့ဒီမှာငါတို့ကဒီဖိုရာလေးတခုကိုဒီမှာတိဆောက်လိုက်ပြီเนาะအဲ image ဆို IMG ဆိုတဲ့ဖိုရာလေးတခုတိဆောက်ပြီးတော့ဒီကောင်လေးကိုငါတို့က ကတ်လုပ်မယ်ပြီးတော့ရှင်ဒီထက်မှာ page ဆိုပြီးရောပြန်ချလိုက်မယ်နော်အဲ့တော့ image ဆိုတဲ့ကိုရောက်သွားပြီရောက်သွားပြီဆိုတော့ငါတို့အဲ့ဒါကိုအစားဆုံးပြန်ခေါ်မှာပေါ့နော် img ဆိုပြီးတော့အစားဆုံးပြန်ခေါ်မယ်နော်ဒီသူ့ရဲ့ folder အပြည့်စုံကိုထည့်ပေးမယ်နော်ဒါဆိုလို့ရှိရင်သူ့ရဲ့တက်ပုံကရလာမြောက်လာရသွားတယ်ဒါပြန်ငါတို့ကထားပါတော့ site ကကြီးနေပေါ့နော်ထားပါတော့အဲ့ဒါဒီခေါင်းစဉ်လေးနဲ့တက်လိုက်မယ် r a p p i n d rapid PHOT ကို photo ဆိုပြီးရောရေးလိုက်ဟဟလာအဲအဲ့ဒီမှာငါတို့ကဒီဘာရကြည့်နေလို့ထင်တယ်သေးလို့ရတယ်သဝဲဟန် height ရှိတယ်ပေါ့နော်အဲ့ဒီရှိရနေရေးရနောက်ကနေရေးကြိုက်တဲ့နေရာနဲ့ကောက်ရေးလိုက်နော်ဒီမှာ width ဆိုပြီးတော့ attribute လေးထည့်လိုက်မယ်အဲ့တော့300 pH ပေါ့300 pH ဆိုပြီးဒီမှာနည်းနည်းကြီးသွားတယ်ဟဟလာဒီမှာဒီလိုမျိုးလေးဖြစ်သွားမယ်ကြီးသွားမယ်အဲ့တော့ထားပါတော့ငါတို့100 pH လို့ရေးမယ်100 pH လို့ရေးလိုက်မယ်ဆိုရင်ဒီလိုမျိုးလေးသေးသွားမှာပေါ့နော်အဲ့တော့ wood wood and high ဆိုပြီး high ကိုရှိတယ်အဲ့တော့ကိုကနှစ်ခုလုံးသတ်မှတ်ခြင်းနဲ့သတ်မှတ်လို့ရရတယ်တစ်ခုတည်းသတ်မှတ်ခြင်းနဲ့သတ်မှတ်လို့ရရတယ်ပေါ့ okay အဲ့ဒါဆိုတော့ငါတို့ဒီမှာ the wood တော့ပြီးသွား high ကိုငါတို့ထပ်ပြီးရေးကြည့်မယ်နော် high ကိုငါတို့ကထားပါတော့ဖိပရီ pH လို့ရေးကြည့်ရောဒီလိုမျိုးကြီးပေါ့ပုံရမမိုက်တော့ဘူးပေါ့ကွာသိလားအတိတ်ပဲမရှိခြင်းတော့နော်အဲ့ဒါငါတို့တစ်ခုလေးပင်ကိုအစင်နဲ့နဲ့ပြေးပါပြီပေါ့နော်တခုလေးပြင်ကိုအစပြေးဝက်ဖြစ်ဖြစ်ဟိုက်ဖြစ်ဖြစ်တခုလေးပြေးလိုက်ပေါ့နော် အတခါတလေဝိယံ high ဆိုပြီးနှစ်ခုတက်ပြင်ပြီလို့ရှိရင်တခါတလေပုံရအချူစားမညီတဲ့အခါအသေးမဟုတ်အညီမဟုတ်တဲ့အခါပေါ့နော်ထွက်ရှင်တိုင်းတွေထွက်လာတတ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါမဲ့တခုရှိရသိရမှာ web ပြပြ high ပြပြတခုခုတော့ပေးရမယ်ပေါ့နော် okay okay so ဒီတခါကျငါတို့ကဒီဒီမှာရှိနေ order rabbit ဆိုတဲ့ဟာလေးကိုပြောပြမယ်အဲ order ဆိုတဲ့ attribute လေးပေါ့အဲ့ attribute လေးပါလို့ရှိရင်ဘာကောင်းလဲဆိုတော့တကယ်လို့ငါတို့ကထားပါတော့ ဒီ image file ကငါတို့ကထည့်လိုက်တာမပြည့်စုံတာဖြစ်ဖြစ်မရှိတော့တာဖြစ်ဖြစ်အဲ့လို error တစ်ခုတက်သွားမယ်ဆိုပြီးဒီမှာတွေ့လာငါတို့ထည့်လိုက်တဲ့ order rabbit လေးကပေါ်လာခဲ့တယ်တကယ်လို့ငါတို့ကဒီကောင်လေးစာမပါခဲ့ဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲစိတ်ကြည့်လိုက်အတိတ်ပဲမရှိတော့ဘူးဒါကဘယ်ဟာပုံက error တက်နေရလဲငါတို့မသိတော့ဘူးကွာဟုတ်လားဒီလိုမျိုး order လေးစာငါတို့ထည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဘယ်လိုဖြစ်သွားမလဲ error တက်ရင်တော့မှဘယ်ပုံက error တက်နေရလဲမြင်သားတယ်ဟုတ်လားအဲ့ဒီမှာဆိုရင် order ဆိုပြီးရောဟာလေးက ပါတယ်ပေါ့တကယ်လို့ငါတို့ကအဲ့ဒါမတက်တဲ့အခြေအနေကိုရောက်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆောင်းနကငါတို့ rabbit ဆိုပေါ်တဲ့ဟာတွေကရှိသေးလားမရှိတော့အဲ့အဲ့ဒါတက်တဲ့အချိန်မှာသူ့ရဲ့ finding လေးကိုပြပေးတယ်ဒီ order ဆို attribute လေးရနော်ဆိုအဲ့လောက်လေးတည်ထားရင်အဆင်ပြေပါလိမ့်နော် okay အဲ့တော့အားလုံးပဲဒီလောက်လောက်ဆိုလို့ရှိရင်ငါတို့လို့ comment ဆိုလို့ရှိရင်ဒီ image attribute လေးအကြောင်းကိုနားလည်လောက်ပြီပေါ့နော်အဲ့နောက်တစ်ခုရှိရငါတို့ကဒီ ခုခဲရနေပြီးတော့ငါတို့ကြိုက်တဲ့ image တွေကိုလည်းရှာပြီးထည့်လို့ရတယ်။ပြောချင်တာဒီ image ကဘယ်ရတော့ငါတို့စက်ထဲမှာရှိတယ် image ကိုပြတာမလား။ဟုတ်ပြီ။အဲ့ဒါငါတို့ကဒီ YouTube တို့ပါ Google တို့ကနေပြီးတော့လည်းငါတို့က internet ကဓာတ်ပုံတွေကိုလည်းငါတို့ကထည့်လို့ရတယ်။အဲ့တော့ရှာလိုက်မယ်ပေါ့နော်။ image split လားမသိဘူးနော်။ image splint လားမသိနော်။ image split လားပါလားမသိအရှာကြည့်လိုက်မယ် split image ဟုတ်တယ်နော် split image ဆိုပြီးတော့ငါတို့ရှာကြည့်လိုက်မယ် split email လာပါပါလေအဲနည်းနည်းတော့မေ့သွားပြီအဲ့ဒီ website မှာဆိုလို့ရှိရင် तू ကဒီအထားပါတော့ဒီမှာဆိုလို့ရှိရင်ဒီရုံပုံလေးပေါ့အဲ့ဒီရုံပုံလေးမှာဟောဒီမှာထောက်ကြည့်လိုက်ဒီမှာ copy list address ဆိုပြီးတွေ့လားအဲ့ဒီဟာလည်းရှိတယ်အဲ့ဒီ address ဆိုတဲ့ဟာလေးကိုဒီမှာချကြည့်လိုက်ပေးချကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက် ပေးချကြည့်လိုက်မယ်ဆိုဒီလိုမျိုးလေးဖြစ်သွားတာဒါ sorry ဒီအားဆုံး website ကြည့်နော် website ကြည့်ဆိုမရသေးဘူးအဲ့တော့သူ့ရဲ့ email မူရင်း link ကိုငါတို့ရမှာရမှာမူရင်း link ပေါ့နော်မူရင်း link ဆိုတော့အဲ့ open email in a new test ဆိုတာလေးကိုယူကြည့်လိုက်မယ်နော်ဒီမှာအဲ့ဒီလိုမျိုးလေးပေါ့ဒါဆိုရင် email ကဒါတက်အသစ်တစ်ခုနဲ့ပြပစ်လိုက်တယ်နော်ဆိုတော့ဒီပုံလေးပေါ့ဒါဆိုရင် तू က link လေးကိုနှိပ်လိုက်တာလေတင်ငါတို့ဘယ်လိုဖြစ်သွားလဲ ဒီမှာကြည့်ကြည့်လိုက်တက်ပုံလေးပါလာဟုတ်တယ်မလားအဲ့ပြောချင်တာဒါဆိုရင်သူ့ရဲ့ dry link ပေါ့ image dry link လို့ခေါ်တယ်ဒါကဓာတ်ရိုက်ပြပေးရအောင် dry လို့ခေါ်တာမလားဟုတ်တယ်မလားနော်ဓာတ်ရိုက် link ပေါ့ဆိုအဲ့ဓာတ်ရိုက် link ကိုအဲ့ဒီမှာကောက်ထည့်လိုက်လို့ရတယ် okay ကောက်ထည့်လိုက်တယ် control v ကောက်ထည့်လိုက်မယ်ဆိုဒီမှာကြည့်ကြည့်လိုက်အဲ့ဆောင်းရက်ငါတို့ရဲ့ link လေးကဒီမှာပေါ်လာပြီပေါ့နော်အဲ့သူ့ရဲ့သူ့ရဲ့ site ကတော့တက်တက်လေးပဲဒီမှာ သူ့ website ကဒီမှာတိတိလေးပဲရှိရဒီမှာじゃဘာလို့အကြီးဖြစ်သွားလဲဆိုလို့ရှိရင်ငါတို့ကသူ့ရဲ့ web ကိုဘယ်လိုလုပ်ထားလဲကြီးထားတာမလားတရား PH လို့ကြီးထားလို့သူကလိုက်ကြည့်တာပေါ့နော်ဒီမှာဆိုရင်ဒါငါတို့ internet က email link တွေကိုတခါလဲတွဲလိုက်တာပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရတယ်ဆိုတော့ပြောချင်တာပါအဲ့တော့ကိုကအဲ့ internet က email link တွေကိုတော့ shutter ဖို့တော့လိုတာပေါ့နော်အဟောဆိုတော့ကျွန်တော်တို့တခြား email link တွေလည်းကျွန်တော်တစ်ချက်လောက်ရှာကြည့်အောင်ဒီမှာပေါ့ Google မှာ P I H A P A Y ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်နော်အဲ့ pizza pizza pay ဆိုတဲ့ဟာလေးပေါ့အဲ့မှာရိုက်ရှာပြီးတော့ငါတို့အာဒီထဲမှာပုံလေးတွေရှိနေလိမ့်မယ်အဲ့ဒီပုံလေးတွေငါတို့ယူသုံးချင်တယ်ဆိုရင်ဒီမှာဟောပေါ့နော် open image in a new chat ဆိုတာလေးရှိတယ်နော်အဲ့ဒါလေးကိုလုပ်ကြည့်လိုက်အဒီမှာငါတို့ဒီပုံလေးဒီ link လေးရလာတွေ့လားအဲ့ link လေးကိုငါတို့ကူးလိုက်မယ်နော် ခုပြီးတော့ငါတို့ရဲ့ website ထဲမှာယူသုံးလိုက်မယ်ဆိုလို့ရှိရင်ရလာမရောလားရရပေါ့နော် okay ဆိုတော့ဒီမှာငါတို့ကအစာသွင်းလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တွေ့လားငါတို့ website ထဲဝင်လိုက်မယ်ဆိုရင် rabbit photo ဆိုပြီးနေရာမှာငါတို့ဒီမှာငါတို့ဆောက်နှက်ကထည့်လိုက်တဲ့ link လေး link ရောက်တက်ပုံလေးရလာတယ်ပေါ့နော် okay ဆိုတော့ဒီလောက်ဆိုလို့ရှိရင်ငါတို့အဲတက်ပုံလေးကိုချွတ်ချွတ်ချင်းချင်းထည့်တက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါနောက်ဗီဒီယိုမှာကျွန်တော်တို့ 便来追这嘛，哎！